ွေကစားတဲ့လောက်မပြေတာဝမ်းတထွားတယ်ပြင်းတဲ့လောက်လှမလာတာလေရုပ်မျက်နှာပဲတဲ့သူ့အကြိမ်လိုက်တဲ့လောက်ကိုယ်အကြိမ်မပါတာရုပ်ခန္ဓာပါပဲအဆက်မပြတ်လောင်နေတဲ့လောက်ငြိမ်မသွားတာကတော့ကိလေသာမီးပဲပေါ့တန်တရာခီးဆိုတာဦးနာတိနဲ့ပဲပြီးပြီးသွားတာပါပဲလေ သိချင်းရဲ့အခြားတစ်ဖက်မှာရှင်ချင်းတွေက ရှင်နေပြန်တယ်။ဘဝတစ်ခုအဆုံးသတ်ပြီးဘဝအသစ်တွေထပ်ထပ်ဖြစ်နေရတယ်။အသစ်ဖြစ်တော့မွေးရတယ်၊အိုးရတယ်၊နားရတယ်။ပြီးတော့သေရပြန်တယ်လေ။ဒီလိုနဲ့ပဲဘဝတွေတစ်ဘဝပြီးတစ်ဘဝဖြစ်လိုက်ပြက်လိုက်နဲ့အောင်းနဲ့အသစ်ကြားဘဝတန်တရာခီးသွားနေကြရတာပဲမဟုတ်လား။အကောင်အဆိုးအလုပ်တွေရှိနေသမျှအကြောင်းအကျိုးအထုတ်တွေကရှိနေပြန်တာပေါ့။ ကံတွေကိုညံနဲ့မဖြတ်နိုင်သေးသမျှတော့အကျိုးပေးတွေနဲ့ပဲလည်နေရအောင်မှာပါပဲကုတ္တကံအကုတ္တကံတွေကိုမညံဖွညံနဲ့ဖြတ်နိုင်ပြီဆိုရင်တော့တန်တရာခရီးအဆုံးသက်ကနိဗ္ဗာန်ကိုမျက်မှောက်ပြုသွားပြီပေါ့နိဗ္ဗာန်တကားပွင့်သွားရင်တန်တရာကလည်းပိတ်ဘဝဆက်တင်တန်တရာလည်းခြင်းလည်းငြိမ်းပြီပေါ့ကံကိုညံနဲ့ဖြတ်မှနိဗ္ဗာန်ရမယ်ညံမပါရင် ကံကချေလေသွားတယ်မဲ့တဲ့ဇေရောကြီးများကဆုံးမတယ်။အန္တရာခရီးအဆုံးသတ်ဖို့ကံတွေကိုဖြတ်ဖို့တော့လိုတာပေါ့။